မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 26ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းစေမောင်ဝဲမြို့နယ်မှာရှိတဲ့အချက်မဲ့စစ်တပ်ရဲ့ကပ္ပစ73ကိုတရားခုံမမရှော့တိုက်တုံးဆယ်လုံးနဲ့ပစ်ခတ်တိုက်ခဲ့ရာစက်ရုံများထိမှန်ခဲ့ပြီးတော့ထိခိုက်မှုအများပြားရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဧပြီလ25ရက်နေ့ည7:00နာရီလောက်မှာမကွေးတိုင်းစင်မောင်ဝဲမြို့နယ်မှာရှိတဲ့အကြမ်းဖက်ဆက်တပ်ရဲ့အမှတ်73ကာကွယ်ပစ္စည်းဆက်ရုံကပ္ပစ73ကိုတော်လိုင်းတပ်ဖွဲ့များကတရခုံမမှာ short tight တုံး10လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗါး။၎င်းတိုက်ခိုက်မှုအတွင်းမှာ short tight တုံး10လုံး3လုံးဟာ အရေးပါတဲ့ primer ဆက်ယုံအပါအဝင်အခြားသောဆက်ယုံများကိုထိမှန်ပောက်ခွဲခဲ့ပြီးတော့ထိခိုက်မှုအများအပြားရှိခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးတိုက်ခိုက်မှုဟာ BWM ရဲ့မဟာမိတ်အဖွဲ့များက BWM Mission 34အနေနဲ့လှုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီကပ္ပဆ73ဟာပြည်သူများကိုတပ်ဖြတ်ရမှာစစ်ရှုံးကောင်စီအဓိကအုံပြုနေတဲ့အသေးစားကြီးစံကစပြီးတော့အကြီးစားလေရင်ဘုံဒီများအထိပြုတ်လို့ရမှာအဓိကအုံပြုရတယ်။ ဒီတိုနေတာနဲ့ပရိုင်မာအစပြိုးရမ်းများကိုအဓိကထုတ်လုပ်ပေးနေတဲ့အရေးပါဆုံးသောကာကွယ်ပစ္စည်းစက်ရုံဖြစ်တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီရဲ့လက်နက်ခဲယံထုတ်လုပ်ရေးမှာကြည်စံကစပြီးတော့လက်ပြဘုံများနဲ့မီဆိုင်းများအထိကပ္ပစ73ရဲ့ပရိုင်မာစက်ရုံကနေထုတ်လုပ်လိုက်တဲ့ပရိုင်မာများကိုအသုံးပြုနေရတဲ့အတွက် အဲ့ဒီစက်ရုံပြက်စီးသွားပါက၎င်းကိုမိခိုပြီးတော့ထုတ်လုံနေရတယ်ကပ္ပစ3ကပ္ပစ5ကပ္ပစ9ကပ္ပစ12 15 18နဲ့ကပ္ပစ21တို့ရဲ့ထုတ်လုံမှုများလဲထိခိုက်သွားမှာဖြစ်တယ်လို့သိရပါတယ်စစ်ကောင်စီဘက်ကတော့ကပ္ပစကိုတိုက်ခိုက်ခံရတဲ့ပုံစံမျိုးမပေါက်အောင်လက်နက်ကြီးတွေနဲ့ပြန်ထုနေပြီးတော့ short တိုက်တုံးပြစ်ခတ်ခံရလို့ကြားရတဲ့ပောက်ကွဲတံကို တိုက်ပွဲဖြစ်လို့အတန်ထွက်နေတယ်လို့မျိုးပြန်လုံနေတယ်လို့သိရပါတယ်။ကပ္ပစ73ကိုပြစ်နိုင်တာဟာကျွန်တော်တို့အတွက်အင်မတန်မှအားရတဲ့မစ်ရှင်ဖြစ်တယ်လို့ကျွန်တော်တို့ရေဦးဒေါ်လာရင်အားစုတွေအတွက်လည်းကြီးမားတဲ့အထောက်အကူဖြစ်မယ်လို့ယုံကြည်ပါတယ်လို့ Brave Warriors for Myanmar BWM အဖွဲ့ကတာဝန်ရှိသူကရှင်းပြထားပါတယ်။၎င်းတိုက်ခိုက်မှုကို Brave Warriors for Myanmar BWM အဖွဲ့ရဲ့ဥဆောင်စီမံမှုနဲ့ Shadow အညာ No More Dictatorship NMD အဖွဲ့ Eagle Brigade အဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော့နယ်မြေကန်အပမင်းလ PDF နဲ့ People Independence Army PIO PIA အဖွဲ့တို့ကလည်းအားဖြင့်ကူညီပေးခဲ့ကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းဆလင်းမြို့နယ်မှာတန်ကြာကာကနှစ်စီးပါတဲ့စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာစစ်ကြောင်းမှုအပါအဝင်ကိုးဦးထက်မင်းနဲ့တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အေဘီလာ24ရက်နေ့မှာဆလင်းမြို့နယ်အနောက်ဘက်ဝမ်းပြည့်ကြီးရွာက o n l i n 骨资源不没有了的，但是个讲的是。 အင်အားနေရာကျော်ပါတဲ့စစ်တပ်စစ်ကြောင်းကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့ဘက်ကပိတ်ဆို့တိုက်ခိုက်ခဲ့ရာနှစ်နာရီကျော်ကြာအောင်အပြန်အလှန်ပြစ်ခတ်မှုတိုက်ပွဲပြင်းထန်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်ကစစ်ကြောင်းမှုအပါအဝင်၉ဦးထက်မနည်းသေဆုံးပြီးတော့၁၀ဦးထက်မနည်းဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ထိတွေ့တိုက်ပွဲဖြစ်ပွားနေတဲ့အချိန်မှာစစ်ကောင်စီရဲ့တန်ကြကာကတစည်းဟာဝမ်းပြေကြေးရွာရဲ့ရေမြောင်းထဲကိုထိုးကျသွားပြီးတော့ဖောကားများနဲ့ပြန်လည်ဆွဲတင်နေတဲ့အချိန်တော်လိုင်းတပ်ဖွဲ့များကလက်နက်ကြီးများနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်သားများထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့သိရပါတယ်။

အဲ့ဒီအကြမ်းဖက်စစ်ကြောင်းဟာအေပီလ25ရက်နေ့မနက်ပိုင်းမှာပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုကိုဗမာတပ်တော် MS 88တိုက်ရင်မင်းဘူးခရိုင် MS 88တိုက်ရင်မင်းဘူးခရိုင် MS 5တိုက်ရင်ပောက်တောင်ပိုင်းကျမ်းမာရေးနဲ့တူနာပြုတ်တပ်ဖွဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆက်လင်းဒေါင်းဆက်အောင် LPDF ဒေါင်းညီနောင်မျိုးပြပျောက်ကြားတပ်ဖွဲ့နဲ့မင်းဘူးခရိုင်လက်ယုံတပ်ဖွဲ့တို့ကပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့တော်လိုင်းတပ်ဖွဲ့ဝင်းတအုပ်မစိုးရင်ရဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ဆက်လင်းမြို့နယ်အတွင်းကိုအကြမ်းဖက်စစ်တပ်ကအင်အားများစွာတုံးပြီးတော့စစ်ကြောင်းများခွဲကဝင်းရောက်လျက်ရှိတဲ့အတွက် ကြောင့်မိဘပြည်သူများအနေနဲ့လေချောင်းအန်ဒီယန်နဲ့လက်နက်ကြီးအန်ဒီယန်များမရှိသေးရန်ဘုံခုကျင်းများကိုတူးထကြရန်နဲ့ပြည်သူကာကွယ်တပ်များရဲ့ညွှန်ကြားချက်များကိုလိုက်နာဆောင်ရွက်ကြရန်တိုက်တွန်းထားကြောင်းသတင်းရရှိပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းဆက်လင်းမြို့ဝက်သေးကန်အနီးရှိအကြမ်းဖက်စစ်တပ်စခန်းကိုဝင်ရောက်တိုက်ခတ်ရာစစ်သား၈ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဒီကနေ့ April 26ရက်နေ့မနက်9:24မိနစ်အချိန်မှာ၁၆မြို့အနောက်ဘက်အထွတ်ဝက်သေးကန်အနီးရှမ်းရွာကုန်းနဲ့စင်ကြုံကြားမှာရှိတဲ့အကြမ်းဖက်စစ်တပ်စခန်းကိုဝင်းရောက်ပစ်ခတ်တိုက်ခတ်ရာအပြန်အလှန်ပစ်ခတ်မှုတိုက်ပွဲမိနစ်20ခန့်ကြာမြင့်ခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သား၈ဦးသေဆုံးကထိခိုက်ဒဏ်ရာရရှိသူတွေများပြားခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးတိုက်ပွဲဖြစ်နေတဲ့အချိန်တွင်းမှာကံပြားရဲစခန်းဘက်ကစစ်ကူအင်အားအများပြားရရှိလာတဲ့အတွက်ကြောင့်တော်လိုင်းတပ်ဖွဲ့ဝင်းများ ြန်လည်ဆုတ်ခွာလာခြင်းဖြစ်ပြီးစခန်းသိမ်းနိုင်ခြင်းမရှိဘူးလို့ပြောပါရယ်သူတို့ဘက်ကအင်အားက15ဦးလောက်ပဲရှိတာစစ်ကူမြန်မြန်ရောက်လာလို့စခန်းမသိမ်းနိုင်တော့ပါစစ်ကူသာမလာနိုင်တော့သိမ်းနိုင်တယ်စစ်ရဲအရှိန်ဟုန်မြင့်နေတဲ့ကာလဖြစ်လို့ပြည်သူတွေအနေနဲ့ဒေတာရင်းအဖွဲ့အစည်းတွေရဲ့ကြီးညာချက်တွေကိုနားဆွင့်ပြီး အလေးထားပြီးတော့လိုက်နာပေးကြပါရန်မြစ်တာရက်ခံကြမှာလေလို့မကွေးတိုင်းဘက်ကဖရွေလျားစစ်ကြောင်းရင်းနေတာကော်လမ်ကတာဝန်ရှိသူတို့ကပြောပြထားပါတယ်။၎င်းတိုက်ခိုက်မှုကိုကျွန်တော်တို့မကွေးတိုင်းဘက်ကဖရွေလျားစစ်ကြောင်းရင်းနေတာကော်လမ်နဲ့မင်းဘူးခရိုင်အမှန်ငါတက်ရင်တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ပြီးတော့ပြည်သူကာကွယ်တပ်ဖွဲ့ဝင်းများအထိကမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံစမော့စခွန်ခရိုင်မှာတရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား6ဦးကိုဖမ်းဆီးရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကအေပိလ25ရက်နေ့ညပိုင်းမှာအိမ်စည်းဗန်ကားတစ်စီးကိုတားဆီးဆက်ဆေးရမှာမြန်မာနိုင်ငံသား6ဦးကိုဖမ်းဆီးရရှိထားတာဖြစ်ပြီးတော့သူတို့အလုံးဟာတရားဝင်အထောက်အထားမရှိဘူးလို့သိရပါတယ်။ဖမ်းဆီးရမိသူမြန်မာနိုင်ငံသားတွေကတော့တန့်အောင်၊နေလင်း၊သူ့ဝင်းအပါဝင်း6ဦးဖြစ်ပြီးတော့သူတို့တွေကမြန်မာနိုင်ငံသား2ဦးက ထိုင်းနိုင်ငံသားဘဏ်အကောင့်ကိုအသုံးပြုပြီးတော့လူတဲယူမှုတွေလုပ်နေတယ်လို့ဆိုပါရယ်မြန်မာနိုင်ငံသားတန့်အောင်နဲ့နေလင်းကလူတယောက်ကိုထိုင်းဘတ်ငွေ12500နဲ့စက်ရုံလေးစီကိုခေါ်ဆောင်ပြီးတော့အလုပ်သွင်းပေးပြီးလူမှုကွန်ရက်လိုင်းကနေတစင်ချိတ်ဆက်လူတဲယူနေတယ်လို့ထိုင်းအာဏာပိုင်တွေကထွက်ဆိုထားပါရယ်ဒါအပြင်ထိုင်းနိုင်ငံကန်ချနာပူရီ KI မှာတရားမဝင်မြန်မာရွှေပြောင်းအလုပ်သမားများစီးနေလာတဲ့ကားတစ်စီးကို ထိုင်းရဲကလိုက်ဖမ်းတဲ့အချိန်မှာမြေထဲကိုပြုတ်ကျသွားတယ်လို့ထိုင်းသတင်းတွေကဖော်ပြထားပါတယ်မြန်မာရွှေပြောင်းအလုံသမား၁၉ရောက်လိုက်ပါလာတဲ့ပိတ်ကတ်ကားကိုကန်ချနာပူရိခရိုင်အဝေးပြေးလမ်းရဲတပ်ဖွဲ့ကလိုက်လံဖမ်းဆီးတဲ့အချိန်မှာ ဗန်လက်ရလမ်းဆောင်ကနေ꽌ရိုင်မြေကူးတရာ number အထိကိုအချိန်ပြင်းပြင်းနဲ့မောင်းနေခဲ့တာကြောင့်မြစ်ထဲကိုထိုးကျသွားတယ်လို့သိရပါဗါးကားပေါ်မှာလိုက်ပါလာတဲ့မြန်မာရွှေပြောင်းအလုသမားဆက်ကိုဦးကိုထိုင်းရဲတပ်ဖွဲ့တွေကရေထဲကနေကယ်တင်ပြီးတော့တရားမဝင်နေဆက်ဖြတ်ကျော်မှုနဲ့ဖမ်းဆီးထားတယ်လို့သိရပါဗါးအဲ့ဒီကားကိုမောင်းနေလာတဲ့ရင်မောင်းကတော့ကားရေထဲကျတဲ့အချိန်မှာလွတ်မြောက်သွားတယ်လို့သိရပါဗါးထိုင်းရဲတပ်ဖွဲ့ကထိန်းသိမ်းထားတဲ့မြန်မာရွှေပြောင်းအလုသမားတွေဟာရန်ကုန်ကဖြစ်တယ်လို့သိရပြီးတော့နေဆက်ကနေထိုင်းနိုင်ငံကိုဝင်ရောက်လာတာဖြစ်ပြီး ထိုင်းနိုင်ငံတဲကိုဝင်ရောက်ဖို့အတွက်ပွဲစားကတရက်ကိုထိုင်းဘတ်ငွေ8000ကျွဲပေးရတယ်လို့ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းတောင်သာမြို့နယ်မကြီးပင်တဲရွာကိုအကြမ်းဖက်ဆက်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူတအုပ်ပြင်းထန်စွာဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ေပီလ25ရက်နေ့မွန်လွယ်3:38မိနစ်နဲ့45မိနစ်ခန့်မှာမကြီးပင်တဲ့ကြီးရွာကိုအချမ်းဘတ်စစ်တပ်က Jet Fighter နဲ့ဘုံးကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အချမ်းဘတ်စစ်တပ်ရဲ့လေကြောင်းတိုက်ခတ်မှုအတွင်းမှာပြည်သူတအုပ်ပြင်းထန်စွာဒဏ်ရာရရှိခဲ့ပြီးတော့နေအိမ်ခွနလုံးပျက်စီးသွားတယ်လို့သိရပါဗျ။ မနေ့ကနှစ်ကြိမ်လေးချောင်းနဲ့ဘုံကျဲပြီးတော့တိုက်ခိုက်ခဲ့တာပြည်သူတအုပ်ထိခိုက်ဒဏ်ရာရပြီးတော့ဒဏ်ရာပြင်းထန်ပါတယ်နေအိမ်ခုနှစ်လုံးလည်းပျက်စီးသွားတယ်လို့တောင်သာမြို့နယ်လူလူလှုပ်ရှားမှုကော်မတီကတာဝန်ရှိသူတို့ကပြောပြထားပါတယ်ဒါအပြင်ရှမ်းပြည်နယ်နောင်ချုံမြို့နယ်ကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ဘုံ28လုံးနဲ့အစိမ့်ငွေဘုံ10လုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့ TNL ကထုတ်ပြန်ထားပါတယ်မနေ့ကအေပီလ24ရက်နေ့ညနေ6:24မိနစ်ကနေ6:50မိနစ်အထိ ဘာတိုက်ပွဲမှာဖြစ်ပွားခြင်းမရှိပဲကြောက်ကြမ်းကြီးရွာအနီးကို112လေရင်နဲ့ဘုံ28လုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အလားတူပဲည9:29မိနစ်ခန့်မှာလဲအုံမတိကြီးရွာအနီးမှာတိုက်ပွဲဖြစ်ပွားနေတဲ့အချိန်အကြမ်းဖက်ဆက်တက်ကဂျက်ဖိုင်တာနဲ့အစိမ့်ငွေဘုံ10လုံးလာရောက်ကျဲချတိုက်ခိုက်သွားတယ်လို့သိရပါတယ်။ဒါအပြင်အေပီလ21ရက်နေ့ကလည်းတောင်းခန့်ကြီးရွာမှာရှိတဲ့ကိုရနဲ့တပ်စခန်းအနီးမှာတိုက်ပွဲဖြစ်ပွားနေတဲ့အချိန်မှာအကြမ်းဖက်ဆက်တက်ကအစိမ့်ငွေဘုံ15လုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ အချမ်းဘတ်စစ်တပ်ဟာအပြစ်ရတဲ့တပ်တန်းကိုအေပီလဂုံအထိထပ်မံတိုးထားတော်လဲပလောင်ပြည်နယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဦး PSLF TNL အုပ်ချုပ်တဲ့မြို့နယ်များကိုစစ်ရင်အားတွေဖြစ်တင်းခြင်းထိုးစစ်ဆင်ခြင်းနဲ့တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့နေရာများကိုလေကြောင်းကနေဘုံကျဲတက်ခတ်မှုများကိုပြုလုပ်လျက်ရှိတယ်လို့ TNL ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့ အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာနာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ